မင်းကြများအားလုံးမင်္ဂလာပါမင်္ဂလာပါဆိုပေမဲ့မင်္ဂလာမရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်အာတင်ဆက်ပေးချင်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးသတိထား ရမယ့်အချက်တွေအများကြီးရှိတယ်။အဲ့တော့ဗီဒီယိုရုပ်တံကမင်္ဂလာမရှိစွာဘာကိုပြောချင်တာလဲဆိုရင်ပြီးခဲ့တဲ့ဒီမတ်လ9ရက်4ရက်5ရက်ဝန်းကျင်လောက်ကပေါ့နော်။အဲအဲ့ဒီနေ့ကဒီဖဲခုံမြို့နယ်အင်းအချစ်ဖဲချမ်းအဲနိုင်ကျော်အုပ်စုအုပ်တိုင်းကျေးရွာမှာဖုန်ကြီးပေါ့နော်ဖုန်အဲ့ဒီအုပ်တိုင်းကျေးရွာမှာရှိတဲ့ဖုန်ကြီးเจ้าမှာခိတ္တတရင်အဲတုံးနေတဲ့ဆရာတော်ပေါ့နော် เอเฟคโคမျိုးစီအခြေပဲရကွဲချမ်းပြီးတဲ့ကတိုက်တဲ့ချမ်းတမယုံမចောင်းထိုင်ဆရာတော်ဗဒန္တာဓမ္မတာရဘောเนาะအဲ့ဒီဆရာတော်ကအသက်ခံရတယ်အဲ့တော့ဒီအသက်ခံရတဲ့ဆရာတော်အာကဟိုပြောမယ်ဆိုရင်ပရဟိတာကိစ္စတွေကိုဆောင်ရွက်ပေးနေတဲ့ဆရာတော်လည်းဖြစ်တယ်ပြီးရင်အဲ့ဒီဒေသခံကပြည်သူလူထုတွေအားကိုးအားထားရတဲ့ဆရာတော်လည်းဖြစ်တယ်ဗောနော်အဲ့ဒီဆရာတော်တွေကိုဒီအကြမ်းဖက်တောင်းကျမ်းသူတွေ အာတတ်ဖြတ်သွားတယ်လို့ဒေသခံတွေကပြောတာတွေလည်းကြားတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကဘာနဲ့သွားတူနေလဲဆိုလို့ရှင်ဒီမတ်လအာ7ရက်နေ့2023ခုနှစ်တုန်းကကျွန်တော်တို့ပင်လောင်းမြို့နယ်တော်မဲချမ်းမှာရှိတဲ့နမ်နိန်ဖုန်ကြီးကျောင်းထိုင်ဆရာတော်တပားနဲ့ဦးစင်းနှပါပင်ရွာသားအယောက်30ကျော်ကိုဒီအချမ်းမဲတောင်ကျန်းသူတွေဝယုံနေရယူပြီးတော့မှတတ်ဖြတ်ခဲ့တဲ့ပုံစံနဲ့သူ့အနေနဲ့အဲ့ဒီတော့ကလည်းအာ ဘယ်သူဘယ်ဝါမှမသိအဲလိုပုံစံနဲ့တို့ကတရင်လက်ဦးရယူတယ်ရယူပြီးတော့မှအာတခြားအဖွဲ့စည်းကိုလွဲချတယ်တခြားအဖွဲ့စည်းကိုအာတို့ကနာမည်တက်ပြီးတော့မှတရင်နေဖြန့်တယ်နောက်ဆုံးကဒေသခံနေပြောပြချက်တာအရာဒေသခံနေဖော်ထုတ်ချက်အရာကဒီအကြက်ဖက်တောင်းကျန်းသူတွေကပဲတက်ဖြတ်သွားတာကိုကျွန်တော်တို့တွေးကြည့်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီအခုလက်ရှိဖေခုံမြို့နယ်မှာရှိတဲ့ အင်းအခြေပဲချမ်းမှာတရင်သုံးနေတဲ့ဒီနိုင်ကျော်အုပ်စုဘောနော်အဲ့ဒီမာတရင်သုံးနေတဲ့ဆရာတော်ဗဒ္ဒန္တဓမ္မတာရအဲ့ဒီဆရာတော်ကလည်းအဲအခုဆိုရင်တို့ရဲ့တရင်မီဒီယာတွေမှာရေးတယ်ဆိုလို့ချင်းအဲ့ဒီဆရာတော်က အဲသူတို့ဘယ်သူဘယ်ဝါတတ်မှမသိဘူးဘယ်ဖွဲ့စည်းလို့မှမသိဘူးစတဲ့စတဲ့ဒီဒီစကားတွေစဝေစဝါဖြစ်သွားဆိုလိုတာကကွာအဲဘယ်သူဘယ်ဝါတတ်သွားတယ်ဆိုတော့သူတို့သိတယ်ဒေသခံเนี่ยအသိဆုံးပဲဒေသခံမသိစရာအကြောင်းကိုမရှိဘူးဒေသခံအသိဆုံးပဲဒါပေမဲ့ဒေသခံကိုသူတို့ကချိတ်ချောက်ထားတဲ့အကြောင်းမပြောရဲမဆိုရဲတဲ့ခါကျတော့သူတို့ကတရင်လေဦးမှုရယူတယ်ဘယ်ဖွဲ့တတ်သွားတာလဲမသိဘူးဘယ်ဖွဲ့ကနေပြီးတော့လှုပ်သွားတာလဲမသိဘူးဆိုတဲ့ပုံစံနဲ့တရင်အမားတွေရိုက်တယ်တရင်နေဖြတ်တယ်ဒါမျိုးတွေလှုပ်တာပြီးရင်စဝေစဝါဖြစ်ပြီးတော့မှ ီတိုင်းပြီးသွားတာเนาะဒီတိုင်းပြီးသွားတာကျွန်တော်တို့ပိုးဒေတာမှာဖြစ်ပွားခဲ့တဲ့ဒီပင်လောင်းမြို့နယ်အခြေအဒီတောင်မဲချမ်းပေါ့เนาะနမ်နေလုံးပဲកောင်းမိုင်းဆန်းနမ်နေចောင်းတိုင်းဆရာတော်ကိုဖြစ်သွားတဲ့ကိစ္စဆိုရင်ကျွန်တော်တို့ပိုးတိုင်းသားကျွန်တော်တို့ဟိုပိုးတိုင်းသားအင်အားတပေါင်းကျော်နှစ်ပေါင်းလောက်ရှိတဲ့အင်အားဆန္ဒဖော်ထုတ်ခဲ့တယ်ဒါက ဒီကြမဲ့တောင်းကျမ်းသူတွေကိုကန့်ကွက်ချုပ်ချတဲ့အကြောင်းဆန္ဒဖော်ထုတ်ခဲ့ကြတယ်နော်အဲအဲ့လိုမျိုးဒါမှကျွန်တော်တို့အမှန်တရားပေါ်ပေါက်ခဲ့တယ်ဒါတော့မှကျွန်တော်တို့ကိုအမျိုးမျိုးဝေဖန်ခဲ့ကြတာရှိတယ်နော်အဲအခုဒီဆရာတော်ဒီချမ်းချမ်းမိရကတိုက်ကပါနော်ချမ်းကြောင်ချမ်းဖုံကြီးကိုတတ်သွားတဲ့လူဆိုလို့ချင်းဒေတာခံအတိဆုံးပဲဒေတာခံအတိဆုံးပဲမတိเสียကြောင်းမရှိဘူးမပြောရဲယုံတမဲပဲပြောရင်တို့ရောကချင်းချောက်ထားတာဟုတ် အဲ့တော့ဘာပဲဖြစ်ဖြစ်ဒေသခံအတိဆုံးဖြစ်တယ်ဒါဘသူလှုပ်တယ်ဘသူတတ်တယ်ဆိုတာကအဲ့ဒီနေရာကိုသွားရောက်ဆုံဆန်းကြည့်เนาะဆိုလိုတာဒီညောင်ချွေမြို့နယ်တောင်ဖက်ချမ်းပြီးရင်ဒီချမ်းနဲ့ကယားနယ်ဆက်အဲ့ဒီနေရာမှာဘသူတွေနေနေရလဲအခုထီခိုးကြေးရွာတို့ရေပူကြေးရွာပဲပြီးရင်ဆောင်းတန်းခဲတို့ဒီဒီဒီကြောတွေပေါ့เนาะပြီးရင်ចាំងကျွဲចាំងလိန်နာဟီကာလာအဲ့ဒီကြော ဘယ်သူတွေနေနေတာလဲလက်ရှိဘယ်သူနေရလဲဝင်ကြည့်ကြည့်လိုက်စုံစမ်းကြည့်ကြည့်လိုက်တန်းတိတယ်အဲ့တော့ဒီဆရာတော်ကိုဘယ်သူတတ်တယ်ဆိုတဲ့ဟာကဒေသခံအတိဆုံးပဲမတိဆရာကြောင်းမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ကစဉ်းစားရမှာကျွန်တော်တို့ပြည်သူလူထုတွေစဉ်းစားရမှာဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကိုလက်ခံထားနေတဲ့၍ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေဆုံးချုံပြီးရင်ဆုံးချုံနေမှာပဲ။ เนาะအခုဒီအကြမ်းမဲ့တောင်းကျမ်းသူတွေလက်ခံထားတဲ့နေရာဆိုလို့ချင်းဘာသာရေးကိစ္စတွေဘာသာရေးပွဲတော်တွေဘာမှလုပ်လို့မရအမျိုးသားရေးဘာမှလုပ်လို့မရစီးပွားရေးလုပ်လို့မရပညာရေးလုပ်လို့မရဘာဆိုဘာမှလုပ်လို့မရအခုအကြမ်းမဲ့တောင်းကျမ်းသူတချို့အဖွဲ့တွေစအစွန်းရောက်လာတယ်လူကိုလူလိုလို့မထင်တော့ဘူးသူတို့ကစားစရာတောက်စရာမရှိတော့ဆိုရင်ဓမြတိုက်မယ်လူတက်မယ်ဒီလိုတွေဖြစ်လာတာအဲ့တော့ဒေသခံပြည်သူလူထုတွေက ဒါကိုတွန်းလှန်နိုင်ဖို့လိုတယ်ဒါကိုအော်မောင်းထုတ်နိုင်ဖို့လိုတယ်မောင်းထုတ်နိုင်ဖို့တည်းဘာလို့ရမလဲစီလုံးဖို့လိုတယ်ငင်ညွတ်ဖို့လိုတယ်နော်ငင်ညွတ်ဖို့လိုတယ်အဲအဲ့တော့ဒီချမ်းဖုံးကြီးနဲ့ပတ်သက်တဲ့ကိစ္စကတော့ဘသူတတ်တယ်ဘသူလုတ်တယ်ဆိုတာဒေတာခံကအတိဆုံးဖြစ်တယ်ဒီမတရားအတ္တခံရတာကိုအမှုအမှန်ပေါ်ပေါက်နိုင်ဖို့အတွက်ကဒေတာခံတာအဓိကဖြစ်တယ်အဲ့တော့ ဒေတာခါကနေပြီးတော့မှပေါ်ထုတ်ပြီးတော့မှအာဒါကိုအမှန်အမှန်တိုင်းချပြနိုင်ဖို့လိုတယ်ဒါမှဒီအတ္တခါရကိုမတရားတာကိုလူတွေအားလုံးအမှန်တရားသိချိရလိမ့်မယ်အဲ့လိုမျိုးမလုပ်ဘူးအခုဆိုလို့ရှိရင်ဒီချမ်းဖုံးကြီးအနေနဲ့အာဒီချမ်းဖုံးကြီးကိုကာအာကိုကွယ်နေတဲ့ပုဂ္ဂိုလ်စိတ်ကအနေနဲ့အာတကားတွေကလည်းဆန္ဒပြဖို့လိုတယ်ဆန္ဒပြလို့အခွင့်တာရင်ပေါ့နော်အာအဲ့လိုမျိုးမဟုတ်ဘူးမလုပ်ဘူးဆိုလို့ရှိရင်ဒါဆိုရင်ဆိုတာဖြစ်သွားပြီးတော့မှ အာဒီဆရာတော်အမတရားအသက်ပေးဆက်ရတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့မျိုးကျွန်တော်တို့ပြည်သူလူထုတွေအားလုံးနားလေသဘောပေါက်ဖို့လိုတယ်ကုဒေတာကအာလုံခြုံဖို့လိုတယ်ဒီကြမ်းဖက်တောင်းကျမ်းသူတွေကို မောင်းထုတ်နိုင်ဖို့လိုတယ်ဆိုတာအာအရန်သတိထားစင်ချင်းသင်ခန်းစာယူရမယ်ဖြစ်ရဖြစ်ပါတယ်ကျွန်တော်တို့ပိုဒေတာလည်းခံဖူးခဲ့ပြီးပါပြီအခုကြရပြီနဲ့ဖဲခုံမြို့နဲ့အာဖဲခုံမြို့နဲ့ ာဒီအင်းချစ်ပဲချမ်းမှာအခုချမ်းပုံကြီးအတက်ခံရတယ်ဒါကတော့ဟိုတင်ကန်းစာအများကြီးအဲယူစာကောင်းပါတယ်အဲ့တော့ဒီချမ်းမဲ့တောင်းချမ်းသူတွေလက်မခံဖို့ဆိုလို့ရှိရင်ကျွန်တော်တို့စီးလုံးငင်ယူမှရမယ်ဆိုတာဒါတာရကတွေဖြစ်ပါတယ်ဆိုတော့အကြောင်းကျွန်တော်တင်ဆက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်